ိုင်းရောက်တာဟုတ်တော့ကလီယိုပတ်ထားပါဟုတ်ပဲလားညာဟုတ်ပဲလားဟုတ်ပဲလားဒီကပါဗျာတိုင်းရောက်တော့ကလီယိုကတော့ဖြစ်လာဟုတ်လားကလီယိုပတ်ထားအစ်စ်ဟုတ်ပဲလားညာတိုင်းရောက်ယူရမှာလားမယူမယူမှာပဲမယူပါဘူးတော့ကိုသားကြီးရှိတယ်ကွာအကိုအကိုရှိတယ်ကကျွန်တော်မန္တလေးမှာအကိုနဲ့တူတူဆိုတော့ကျွန်တော်ရာမပြောအကိုပါရာအဲ့တော့အကိုနောက်ကလိုက်ဆိုတာ ိုရှိတော့မန်လေးမှာပဲဆိုပြတာဗျာရန်ကုန်မှာဖျော်ပြေးနေတယ်ရန်ကုန်မှာလို့တကယ်ချင်းမန်တဲ့သွားတာလောက်ပဲရှိတယ်ဟုတ်တယ်ကိုသားကြီးရဲ့မန်ကလေးပြိဿကပုံများကိုနဲ့ပတ်သက်တော့လွမ်းစရာတွေကတော့အကုန်လုံးပေါ့ဒါပေမဲ့မန်လေးမှာဆိုရင်တကြံပေါ့မင်းမျိုးမှာဆိုရင်ကျွန်တော်တို့တီးတီးမြန်မာဟိုတယ်ပေါ့အကူပြိဿတွေကတော့အခုချိန်ကြီးသူ့ချစ်ကြတယ်အားပေးကြတယ်လွမ်းနေကြတယ်ဆိုရင်အဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာဟုတ် ။အင်းမျောလေအဲသူကဟာတာကလည်းမဟုတ်ဘူး၊ခရဲကလည်းမဟုတ်ဘူး။ဘာကလဲလို့ပြောတော့ခက်တာပါเนาะ။မောင်နှမတန်ရောင်းစင်တွေပါတယ်၊ဒရမာတွေပါတယ်။အဲနောက်တေးချောက်တာတွေပါတယ်၊ရည်စရာလေးတွေပါပေါ့။ရသဆုံးတေးကတော့ကြောက်တယ်ဒါပေမဲ့အဲ့ရရိုက်တော့ကတော့မကြောက်ရပါဘူးဘာလို့လဲတရေထဲပူကြောက်ရတဲ့ pressure တွေအများကြီးရှိလို့လေအာမိုးရွာနေတာနောက်ဖျားပွဲသေးရှိတာရိုက်ခွင့်အချိန်မပြီးမှာပါเนาะဆိုတော့အဲ့တော့လေကြောက်ကြောက်ကြောက်နေပဲရိုက်ခဲ့ရတာပါ သူရဲ့ဇာယုတ်ကနတ်နတ်ဝင်နတ်ဝင်တယ်ပေါ့နတ်နတ်ဝင်တယ်ဇာယုတ်ပေါ့နော်သူကကျွန်တော်ရိုက်တာလည်းနှစ်နှစ်လောက်ရှိပြီဆိုတော့အဲ့ဒီချိန်တော့သူကအဲ့လိုမျိုးအဲအဲ့လိုမျိုးပုံစံနေနဲ့သူက hot နေတဲ့ခါကျတော့အဲ့ဒီ character နဲ့ကသူက quality လို့ဖြစ်သွားတာပေါ့နော် quality လို့ဖြစ်သွားတာဖြစ်တဲ့အတွက်အဲဒါ production back ကနေပြီးတော့သူ့ကိုရွေးချယ်ပြီးတော့ထည့်လိုက်တာဟုတ်အဲ့ဒါကတော့လေဟိုကျွန်တော်တို့ပထမတီတီဆောက်ထားတဲ့ဇက်ကောင်ကတော့တမျိုးပေါ့နော်ဒါပေမဲ့ production back ကလည်းသူ့ကိုထည့်မယ်အဲ့ချိန်မှာအင်မီဂျန်ဒါက hot တာပေါ့နော် တော့ဟုတ်တယ်အဲဒီလိုမျိုးကိစ္စနေဟုတ်တယ်ခါကြ production ဘက်ကသူ့ကိုထည့်ကျင်တယ်ဆိုပြီးတော့ကျွန်တော် request လုပ်တာနဲ့အဲ့လိုထည့်ပြသွားဟုတ်အဲ့အဲ့ထက်မှလာအဲ့ထက်မှတော့အီမီဆန်ရဲ့ကောက်ကောက်အစမ်းတွေတွေ့ရမှာပေါ့နော်အာနှစ်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 ကျော်သုံးနှစ်လောက်ရှိသွားပြီပေါ့ဟုတ်ဟုတ်ပရက်စလီပေါ့နော်ဒါကတော့ကြံဒီတစ်ပေါက်ကတော့ကြံအပိုင်ပေါ့နော်ကြံရဲ့အပိုင်တစ်ပေါက်ပေါ့အဲသူကအဲ ီလိုဟာမျိုးတွေအကတွေဒီလို character တွေပါမယ်ဆိုတာနဲ့ကျွန်တော်စပြီးတော့ပြေးမြင်တာကြံ့ပါတော့အဲ့ဒါနဲ့ကြံ့နဲ့ရိုက်ဖြစ်သွားပါဘူးအေးဟာတော့ကျွန်တော် music လေးပဲစဉ်းစားပြီးလိုက်တာဗောနော်ကြံ့နဲ့ကောက်ွက်တွေအဲထုံးမလဲနဲ့ကားမဲ့ဟာတွေအကုန်လုံးကတော့သူပဲစီစဉ်တာဗျဟာမတရား right ကကျွန်တော်တို့နှစ်ခါပြန်ရိုက်တယ်နှစ်ခါလုံးကျွန်တော်တို့မိုးနဲ့တိုးတယ်ဗောနော်အဲ့ဒါတစ်ခုရယ်နောက်တစ်ခုက trailer ထဲမှာပါတဲ့ခလီတရေလေးဇောက်ထိုးဆွဲတဲ့ခံဗောနော်အဲ့ဒီခံဆိုတော့အမှတ်တရပဲ ကလေးလေးရရိုက်ပြီးပြီးချင်းရောသတိလက်သွားဟောနော်အဲအဲ့ဒါလေးကတော့အမှတ်တရနည်းနည်းအထိတ်တလန့်ဖြစ်ခဲ့ရတယ်ဟောဒီမှာအေမီဇန်ကားကပုံမိုက်တယ်ဟုတ်တယ်ဟုတ်တယ် အမှန်တမ်းပြောရအောင်ကျွန်တော်ဂျန်တဲ့လူတွေအကုန်လုံးစိတ်တိုင်းကြပါတယ်ကျွန်တော်ကကြတော့ဟာတာကကျွန်တော်အရန်ကျွမ်းကျင်ပိုင်နိုင်တဲ့ line မဟုတ်ဘူးလေနော်ကျွန်တော် romance တွေ drama တွေရိုက်တာများတဲ့လူဆိုပြန်ကြည့်တဲ့အခါကျတော့လိုအပ်ချက်လေးတွေရှိတယ်နောက်တစ်ခုကလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကဆိုတော့တချို့သော plot တွေကကြတော့အဲ့ဒီတော့ current ဖြစ်တဲ့ဟာတွေကိုရိုက်ထားတာဆိုတော့အခုခေတ်မှာတချို့မမတ်မိတော့တဲ့ဟာမျိုးတွေမမတ်မိနိုင်တာမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့အတွက်တော့နည်းနည်းအားမရတာလေးတွေရှိဟုတ် ျွန်တော်တော့တယောက်တည်းခံယူချက်တော်တော်များများပါတယောက်ဆောင်တော်တော်များခံယူချက်ရတော့ဟာသာခက်တယ်ပေါ့နော်တယောက်ဆောင်ရတာခက်တယ်ဆိုရင်ဒရိုက်တာလောက်ရတာပိုခက်တာပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီအိမ်မြောင်ကယင်တော့ဆဆချင်းတော့ဇလန်တွဲဗျအပိုင်း၁၀ပိုင်းပါတယ်ဇလန်တွဲကိုကျွန်တော်ရုပ်ရှင်ကားကြီးလုပ်လိုက်တာဆိုတော့လေဇလန်တွဲတော့သူ့ကာရိုက်တာတိဆောက်ပုံအရာတွားမယ်ဆိုရင်တော့ကျွန်တော်တို့ကဖြည်းဖြည်းချင်းလေးတွားရတာဆိုတော့အဆင်ပြေအခုကကြတော့ဒီဇက်ကားတဲ့ကိုဒီတနအိခွဲစာလေးမှာဇက်ကောင်ဆိုင်တွေအကုန်လုံးပြုံသွားတဲ့ခါကျတော့ တချို့ဟာလေးရဲရတာလေးနည်းနည်းခက်ခဲရှိတယ်ပြီးတော့ကျွန်တော်ဟာသားရိုက်နေကြမဟုတ်တာဖြစ်တဲ့အတွက်တချို့ဟာလေးဆိုတော်တော်ခက်ခက်ခဲရိုက်ခဲ့ရဟုတ်ကျွန်တော်ကဒရမ်မာပေါ့ဟုတ်ကျွန်တော်တို့မက်ရှလာ73ရက်နေ့ပေါ့နော်တပေါင်းလာပြီးနေမှာစတင်ပြသပါပြီကြည့်ရှုအားပေးကြပါလိုအပ်တာများကိုဝေဖန်ကြံပေးပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ဟုတ်ငါးလပိုင်းမှာနည်းနည်းလေးအဲ့လိုထူးထူးခြားခြားဇလံတပုတ်ရုပ်ရှင်ကားကြီးတကားရိုက်ဖို့ရှိပါတယ်အာတေချာလို့ရှိရင်ကျွန်တော် announce လုပ်ပါ ဟုတ်ကဲ့ကျွန်တော်ရိုက်ချင်တဲ့ပုံစံမျိုးပေါ့ဟုတ်ဟိုပြင်ဆင်ရတာအစားစိတ်ပို့လှုပ်ရှားတာပေါ့နော်အာငါဘလိုလေးလှုပ်လိုက်မယ်ဆိုပြလို့ညဘက်တွေစိတ်ကူးရင်လည်းစိတ်စိတ်ကူးနဲ့ကြိုရိုက်ကြိုရိုက်ကြည့်နေတာပေါ့နော်ကိုလှုပ်ချင်တဲ့ဟာဆိုတော့လေဇက်ညွန်းတော့မပြီးသေးပါဘူးဇက်ညွန်းတော့ဟိုဇလန်းပုံစံတိဆောက်တော့မှရှိသေးတယ်ဒါပေမဲ့အဲ့ဒါဘလိုရိုက်မယ်ဆိုကိုယ့်အကူကြီးစဉ်းစားနေပေါ့ဟုတ်ပြောပြမယ်လေအခုတော့မပြောပြဘူးနင်းရင်ပြောပြမယ် ဇလန်တွဲတော့ကျွန်တော်ရိုက်ထားမရှိပြအခုလောလောဆယ်တော့ကားဆက်ပေါ့ကျွန်တော်ဇလန်တွဲနှစ်ခုပြီးထားရှိပါအဲဒီဇလန်တွဲနှစ်ခုထိုင်ဆက်ဟုတ်ကျွန်တော်တကြံကားတိတ်အများကြီးတော့မရိုက်ဘူးဟုတ်ကျွန်တော်တို့ခက်ကကျွန်တော်တကြံကားဆိုလို့ရှိရင်လည်းတကြံနဲ့ပတ်သက်အဲ့လိုအပျော်ကားတိတ်မရိုက်ဘူးတကြံနဲ့ပတ်သက်ပြီး drummer တွေဦးမျိုးမင်းအဲဦးမျိုးမင်းရိုက်တဲ့အဲ့အိမ်မက်နဲ့လက်တကန်အဲ့လိုလိုပါအောင်ညာပါအဲ့ဒါမျိုးကြအဲ့တကြံနဲ့ပတ်သက်တဲ့ drummer ပေါ့နော်အဲ့လိုအပျော်ဆိုရင်တော့ကျွန်တော်ဇလန်တွဲအနေနဲ့ပြီးကျုံနိုင်လို့တကြံဆိုတာအဲ Kevin Gate နဲ့ရိုက်ပြီးအဲ့ဇလန်အတူဇလန်တွဲအတူအဲ့ဒါတစ်ခုပဲရိုက်ပြီးဟုတ် ကျွန်တော်အဲ့လိုမျိုးအဲတကြံဆိုကိုယ်တိုင်ပဲပြောနေတာမရိုက်ချင်ဘူးငယ်ငယ်တုန်းကတော့ပျော်ခဲ့ရတယ်ဆိုတာတည်းပတ်စံရှာတာပေါ့နော်တရုတ်ဆောင်တရုတ်ဆောင်ဖြစ်ပြီဆိုတဲ့အချိန်တည်းကကျွန်တော်အဲ့လိုတကြံဆိုပွဲတွေလိုက်ဆိုရမန်ဒတ်တွေလိုက်ဆိုရတော့တကြံအဲ့လိုလဲပြစ်တယ်ဆိုတာရှားပါတယ်ဟုတ်တယ်ကျွန်တော်ဒါမဲ့တိတ်မပြောဖြစ်ပါဘူးဆိုသင်းဆိုဆိုပြီးကိုယ်တက်ပြီးပြန်ဟိုတယ်ပြန်အိတ်တာမန္တလေးမှာများတယ်မန္တလေးမှာကျွန်တော်၄နှစ်၅နှစ်လောက်ဇက်တိုက်သွားပြီ ကိုသားကြီးရှိတယ်ရပါဘူးအကိုအကိုရှိတယ်ရကျွန်တော်မန္တလေးမှာအကိုနဲ့တူပြီဆိုတော့ကျွန်တော်တို့ကမန္တကူးတာနဲတယ်ဗျာကျွန်တော်ကလို့မန္တလေးအထိုင်မန္တဆိုတာများတာဟုတ်ပူတယ်မန္တလေးစကြံကကျွန်တော်ထင်တာကမန္တလေးစကြံအဲ့လိုမျိုးစကြံနားနီးလို့ရှိရင်လို့လေလေတာချမ်းချမ်းတိုက်တယ်မော်တာရွာဟုတ်တယ်အဲ့လိုလေလေဒီချမ်းတိုက်တာဂျုံမန္တပြိုတဲ့အထိတိုက်တာမျိုးဂျုံဘူးတယ်မန္တလေးနှစ်နှစ်သုံးနှစ်လောက်ဇက်တိုက်ဂျုံဟုတ်တယ်တချို့မန္တတွေအဲ့လိုမန္တဆိုင်ပုတ်တွေပြိုတာတွေကျွန်တော်မြင်ဘူးတယ်မန္တလေးမှာဟုတ် ကျွန်တော် RAM ပြီးတော့အကိုပါရောအဲ့တော့အကိုနောက်က లై ဆိုရတာမန္တလေးကဖိတ်လို့အကိုရှိတော့မန္တလေးမှာပဲဆိုပြတာဗျရန်ကုန်မှာဖြော်ပြေးနေတယ်ရန်ကုန်မှာလို့တကယ်ချင်းမန်းတက်သွားတာလောက်ပဲရှိဟုတ်တယ်ကိုသားကြီးရဲ့မန္တလေးပြည်သက်ကပုံများဟုတ်တယ်အကိုနဲ့ပတ်သက်တော့လွမ်းစရာတွေကတော့အကုန်လုံးပေါ့ဒါပေမဲ့မန္တလေးမှာဆိုရင်တကြံပေါ့မင်းမျိုးမှာဆိုရင်ကျွန်တော်တို့တီးတီးမြန်မာဟိုတယ်ပေါ့များအကိုကမန္တလေးမှာကြတကြံကြများဟုတ်အဲ့ဒါတော့တီးကြမှာပါအခုတချို့ ဗီဒီယိုဖိုင်လေးကြွားလေးဆိုပြန်တက်တာလေးကြောင့်ရှိရဆိုလေးเนาะအခုပြည်သက်တွေကတော့အခုချိန်ကြီးသူ့ချစ်ကြတယ်အားပေးကြတယ်လွမ်းနေကြတယ်ဆိုရင်အဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာမပွင့်မအောင်ကျွန်တော်အထုပ်ဆွဲပါကျေးဇူးတင်ပါတယ်အခုလိုလာပြီးတော့အားပေးကြဟုတ်ကဲ့ပါဟုတ်ကဲ့ပါ